စကိုင်းဒေးလီကြည့်ရှုသူမိဘပြည်သူများမင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့မြန်မာနိုင်ငံချမ်းမြေဝန်ဆောင်မှုအသင်းဘဟုဥက္ကဋ္ဌဘဟုအလုံးမှုဆောင်အလုံးမှုဆောင်များနဲ့ရုံတိုင်းဒေသကြီး39မြို့နယ်မှာမြို့နယ်ဥက္ကဋ္ဌဦးစည်းအဖွဲ့ဝင်များပါဝင်သောတွေ့ဆုံပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် မြန်မာနိုင်ငံအင်ချမ်းမြေဝန်ဆောင်မှုအတင်းဘဟုမှာဥက္ကဋ္ဌဒေါ်မမူအောင်ရဲ့ဦးဆောင်လဲညွန်မှုနဲ့ဘိုးဥက္ကဋ္ဌဘိုးလုံးမှုဆောင်အလုံးမှုဆောင်များနဲ့လုံတိုင်းဒေသကြီး39မြို့နယ်မှာမြို့နယ်ဥက္ကဋ္ဌဦးစီးအဖွဲ့ဝင်များပါဝင်သောတွေ့ဆုံပွဲအခမ်းအနားကိုတော့ဒီကနေ့ဂျွန်လ14ရက်နေ့လယ်တနာရီကရွှေကုန်းတိုင်းရှိဟိုတယ် KBA မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ ပထမဦးစွာမြန်မာနိုင်ငံချမ်းမြေဝန်ဆောင်မှုအသင်းဘဟုဥက္ကဋ္ဌတော်မမှုအောင်ကနှုတ်ဆက်အမှားစကားပြောကြားခဲ့ပြီးပြောပြပါပါလေးနေအဝါလေးအခုလိုထန်းတမင်လိုမော်ပြရလူတွေဆိုသူကညလာတော့ရမ်းဝဲတယ်လေပညင်လို့ကြောက်တယ်လို့ဆိုတော့နေရင်းဆိုရင်လည်းလာနိုင်ကြတယ်လေ ဆိုတော့အဲ့လိုမျိုးလေးကိုရွေးချယ်လိုက်တာပါအဲ့တော့နေခင်းဘက်ကလေးကိုလာပြီးကျမတို့ပြပြပပလေးပါတကယ်တမ်းကျတော့အရန်ကျမဒီလာတယ်ပါရန်လုံရနေတယ်ဒီကိုပေါင်းတမိုင်းတော့ပြီးလို့ရှိပြီးမှာပါဒါပေမဲ့အသေးအတွက်ကိုအချိန်ပေးပြီးတော့ကိုကျမစ조사ပြီးတော့လုပ်ပေးတယ်ဘာလို့လဲဆိုကျမကပြောသလိုကျမတို့အင်ချမ်းပြေအကျိုးဆောင်နေရဟိုနိုင်ငံတကာမှာကျမတို့မြန်မာနိုင်ငံဟိဆိုတာဝင်အောင်လို့လေကျမတို့조사တယ်အခုဆိုရင်နိုင်ငံတကာကလည်းကျမတို့ကိုသိနေပါပြီ အဲ့တော့နောက်တစ်ခုအနေနဲ့ကျမတို့ကတော့တရားနိုင်ထားတဲ့အတွက်လည်းကျမတို့ဆက်လက် MIES ကိုဝေပြချာနာအောင်ကျမတို့ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းပြောချင်ပါတယ်အဲ့ဒါအနေနဲ့လည်းဒီကုန်းချုပ်ပြီးတော့ဒီကုန်းမောင်နှမတွေကျန်နာမလူပြရမှာဆက်ပြီးဆွေးနွေးပါမယ်ရှင်ကျေးဇူးတင်ပါတယ်မြန်မာနိုင်ငံအင်ချမ်းမြေဝန်ဆောင်မှုအသင်းဘဟုဒုတိယဥက္ကဋ္ဌဦးထေးမြင့်မှ အမှားစကားပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့မြန်မာနိုင်ငံအင်ချမ်းမြေဝန်ဆောင်မှု အသင်းဘုရှန်ကုန်တိုင်းတာဝန်ခံဒုတိယဥက္ကဋ္ဌဦးလူဟန်ကအသင်းနှင့်ပတ်သက်တဲ့လုပ်ငန်းအကြောင်းအရာများကိုရှင်းလင်းပြောကြားခဲ့ပြီးမြန်မာနိုင်ငံအင်ချမ်းမြေဝန်ဆောင်မှုအသင်းဘုအထွေထွေအတွင်းရေးမှူးချုပ်ဦးမောင်ဤကအသင်းရဲ့ရှေ့လုပ်ငန်းစဉ်များကိုဆွေးနွေးတင်ပြခဲ့ပါတယ်။အဲဒီနောက်မှာတော့တက်ရောက်လာကြတဲ့မြို့နယ်အင်ချမ်းမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌများမှာ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီးမြို့နယ်များမှာတင်ပြချက်များအပေါ်မြန်မာနိုင်ငံအင်ချမ်းမြေဝန်ဆောင်မှုအသင်းဘဟုမှပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီးအခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါတယ်အခုလိုမြန်မာနိုင်ငံအင်ချမ်းမြေဝန်ဆောင်မှုအသင်းဘဟုမှဥက္ကဋ္ဌတော်မူမူဝါဦးဆောင်ပြီး ပိုးဥက္ကဋ္ဌပိုးအလုံးမှုဆောင်များ အလုံးမှုဆောင်များနှင့်ရှမ်းကုန်းတိုင်းဒေသကြီး39မြို့နယ်မှာမြို့နယ်ဥက္ကဋ္ဌဦးစီးအဖွဲ့ဝင်များပါဝင်သော တွေ့ဆုံပွဲအခမ်းအနားကိုတော့အစဉ်လာမပြတ်ကျင်းပပြုလုပ်ခဲ့တာဖြစ်သလိုအသင်းသူအသင်းသားများအချင်းချင်းစီးလုံးညီညွတ်မှုရရှိစေဖို့အသင်းခွဲများအနေနဲ့အင်ချမ်းမြေလုပ်ငန်းနှင့်ပတ်သက်တဲ့အခက်အခဲများလိုအပ်ချက်များကို အပြန်အလှန်ဆွေးနွေးညှိနှိုင်းစေဖို့နဲ့ အသင်းကြီးဖွံ့ဖြိုးတိုးတက်အောင် အတူတကွာပူးပေါင်းပါဝင်နိုင်စေဖို့စရာတွေကိုရည်ရွယ်ပြီးအခုလိုတွဲဆောင်ပွဲတွေကိုကျင်းပပြုလုပ်ရတာဖြစ်တယ်လို့သိရပါတယ်။